မိတ်ဆွေမှာအိမ်နဲ့ရှံတလုံးရှိတယ်ဆိုပါစို့အဲ့ဒီအိမ်ကိုပတ်စံအပြည့်ပြီးပြီးတော့ဝယ်ထားတာဖြစ်တယ်ဒါပေမဲ့ကန်ဆိုးကျင်တော့အယောင်းဝယ်စာချုပ်မူရင်းပျောက်သွားတယ်မိတ်တူလည်းတရွက်မှမရှိတော့ဘူးပိုဆိုးတာကဝယ်တော့ကမှတ်ပုံတင်ခဲ့တဲ့စာရွက်စာတမ်းမှတ်ပုံတွေရုံးကုန်လေလက်နက်ကန်အဖွဲ့တွေကဖြစ်စည်းသွားလို့မှတ်တမ်းတွေအကုန်လုံးပြစ်စည်းသွားပြီဒီရှိမှာမှမိတ်ဆွေကတနာလို့အိမ်ပေါ်တင်ထားတဲ့အိမ်ကားကဒါခမည်းရင်မဟုတ်ဘူးကျုပ်အိမ်ဆိုပြီးတော့လာလို့ရင်မိတ်ဆွေအနေနဲ့ဘယ်လိုလုပ်မလဲ အဲ့ဒီအင်ကိုမိဆွေပိုင်ဆိုင်တဲ့အကြောင်းကိုဘယ်လိုသက်သေပြမလဲအားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့တကယ်ကိုစိတ်ဝင်စားစရာအမှုတစ်ခုအကြောင်းပါဇလန်ကတော့ဒီလိုပါ တောင်ငူခရိုင်မှာဒေါ်သိန်းချစ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်သူကတက်ကုံတဲ့တရားနဲ့အိမ်ထောင်ကြတော့ပတ်စံလဲရှောင်းလဲတယ်သူ့ရဲ့မိခင်ဒေါ်ညင်းကတော့မုဆူမာဘဝနဲ့တာသမီး6ယောက်ကိုစစ်စစ်ရဲရဲချွတ်နေရပြီးတော့အိမ်ငှားလဲနေနေရပါတယ် ဒါကိုသမီးကြီးဒေါ်သိန်းရှိကမကြည့်ရဘူး။ဒါနဲ့ငွေ350ကျပ်ပေးပြီးတော့မြေတကွက်ကိုမှတ်ပုံနဲ့စာကျွေးနေတဲ့ကွာဝယ်လိုက်ပါရယ်။အဲ့ဒီမြေပေါ်မှာအင်တလုံးဆောက်ပြီးတော့သူ့မိခင်ဒေါ်ငိမ့်နဲ့မောင်နှမတွေကိုအလကားနေထိုင်ခွင့်ပေးခဲ့ပါရယ်။နောက်ပိုင်းမှာအမေဖြစ်သူဒေါ်ငိမ့်ကဦးအောင်မောင်ဆိုတဲ့သူနဲ့အိမ်ဆောင်ပြုပြီးတော့အဲ့ဒီအိမ်မှာပဲအတူတူဆက်နေကြပါရယ်။အရှင်တွေကြလာတော့မူလအိမ်ပိုင်ရှင်သမီးဖြစ်သူဒေါ်သိန်းရှိကွယ်လွန်သွားပါရယ်။ ော်သိန်းချက်ွယ်လွန်သွားတော့သူ့ရဲ့အမွေဆက်ခံသူဖြစ်တဲ့ညီမအရင်ဒေါ်တန်းညွန့်ကအိမ်ပိုင်ရှင်ဖြစ်လာပါတယ်ဒေါ်တန်းညွန့်ကသဘောလေးကောက်တော့သူ့အမေဒေါ်ငိမ့်နဲ့ပထွေးဦးဝမောင်ကိုအဲ့ဒီအိမ်မှာပဲဆက်နေဝင်ပြေးထားခဲ့ပါတယ်နောက်ဆုံးမှာအမေဖြစ်သူဒေါ်ငိမ့်မှာွယ်လွန်သွားတော့ဒေါ်တန်းညွန့်ကပထွေးဦးဝမောင်ကိုဒါကအမေကိုနေခိုင်းတာလားအမေလည်းမရှိတော့ဘူးဆိုတော့အိမ်နဲ့မိကနေပြောင်းချွေးပေးပါဆိုပြီးတော့တောင်းဆိုပါတယ်ဦးအောင်မောင်ကတော့မပြောင်းပြနိုင်ဘူးဒါငါအိမ်ဆိုပြီးတော့ညင်းပါတယ် ီလိုနဲ့နောက်ဆုံးတော့တရားရုံးကိုရောက်သွားကြပါတယ်။ကဲတရားရုံးမှာဥပမာဘကဘယ်လိုရှိပါသလဲဆိုရင်ဒီအိမ်ကိုဒေါ်တန်ညွန့်ပိုင်နေဆိုရင်အယောင်းဝယ်စာချုပ်မူရင်းကိုပြပါဆိုပြီးတော့စင်ခေါ်ပါတယ်။ဒေါ်တန်ညွန့်တို့ဘက်ကစာချုပ်မူရင်းပြောင်းသွားပါပြီ။မှတ်ပုံတွေရုံးမှာမိတူတော်ကိုတော့လဲလက်နက်ကန်အဖွဲ့တွေကြောင့်မှတ်ပုံတွေစာအုပ်ကြီးတွေပျက်စီးသွားလို့မိတူလည်းမရတော့ဘူးဆိုပြီးတော့ရှေ့ပါပါတယ်။ကဲအိမ်စာချုပ်မရှိရင်ပိုင်ဆိုင်ခွင့်ဆုံးချုံသွားပြီလား။ ဒီနေရာမှာတရားရုံးကအရင် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုရှာပါတယ်တသက်ခံဥပဒေအရမုံရင်စာချုပ်စာရမ်းတွေပျောက်ဆုံးပျက်စီးသွားရင်အဲ့ဒီအယောင်းဝင်တကယ်ဖြစ်မြောက်ခဲ့တဲ့အကြောင်းကိုလူတက်တွေရဲ့ခရစ်ဆိုခြင်းနဲ့တက်တွေပြောင်းဝင်ရှိပါတယ်ဒီအမှုမှာလည်းမြေကိုတကယ်ရောင်းခဲ့တဲ့မူလပိုင်ရှင်တွေတဲကတယောက်ဖြစ်တဲ့ဒေါ်ဖူးမေကိုရန်ကတရားရုံးကိုလာပြီးတော့ဟုတ်ပါတယ်ကျမတို့ကိုယ်တိုင်ဒေါ်သင်းရှစ်ကိုရောင်းခဲ့တာပါလို့လာပြီးတော့ထွက်ဆိုသွားပါတယ်ဒါကြောင့်စာချုပ်မရှိတော့ပေမဲ့အယောင်းဝယ်တကယ်ဖြစ်ခဲ့တယ်ဆိုတာထင်ရှားသွားပါတယ် နောက်တစ်ချက်ကဦးအိုးမောင်ကဒီအိမ်မှာဘလို့အနေထားနဲ့နေခဲ့တာလဲတက်တဲ့ရဲ့ထက်ဆိုချက်အရာသူဟာအိမ်ပိုင်ရှင်ရဲ့ခွင့်ပြုချက်နဲ့နေနေတဲ့သူသာဖြစ်ပါတယ်ပိုင်ရှင်မဟုတ်ပါဘူးပို့ပြီးခံလုံသွားတဲ့အချက်ကဒေါ်သိန်းရှက်ကွယ်လွန်ပြီးနောက်မှာဦးအိုးမောင်နဲ့သူမိမဒေါ်ညင်းတို့ကအဲ့ဒီအိမ်နဲ့မျိုးကိုသူ့ကိုပဲရောင်းမှဆိုပြီးတော့ဒေါ်သန်းညွန့်ကိုလာပြီးတော့တောင်းပန်ခဲ့ဘူးပါတယ်ဒီနေရာမှာစဉ်းစားစရာကတကယ်လို့သူတို့သာပိုင်တယ်လို့ထင်ရင်ပြန်ဝယ်ဖို့စူးစမ်းမှာမဟုတ်ပါဘူး အခုကသူတို့မပိုင်မှန်သိနေရဆိုတာကိုရှင်းနေပါတယ်။ဒါကြောင့်တရားရုံးကအပိသက်အမိန့်ကိုချပါတယ်။ဦးအောင်ကပိုင်ရှင်ရဲ့ခွင့်ပြုခြင်းနဲ့နေထိုင်သူသာဖြစ်တဲ့အတွက်ကြောင့်ပိုင်ရှင်ဒေါ်တန်းညွန့်ကနေထိုင်ခွင့်ကိုပြန်ရုပ်သိမ်းလိုက်ပြီဆိုရင် သူ့မှာဆက်နေခွင့်မရှိတော့ပါဘူး။အိမ်နဲ့မြေကနေထွက်ပြေးသွားရမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဇလန်ကမပြီးသေးပါဘူး။အူအောင်မကဒီအင်အိုဂျီကိုကျွန်တော်ပြန်ပြင်ဆောက်ထားတာပတ်စံတွေအများကြီးကုန်ထားတယ်။အဲ့ဒီအင်ပြင်ခတစ်ဝက်ကိုတော့သူ့ကိုပြန်ပေးရမယ်လို့တောင်းဆိုပါတယ်။ ဒါပေမဲ့တရားရုံးချုပ်ကတပြားမှပေးစရာမလိုဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ခွင့်ပြုချက်နဲ့အလကားနေနေတဲ့သူဟာနေတော့မှအိမ်ကိုကောင်းမွန်အောင်ပြန်ပြင်ထားရင်တောင်ထွက်သွားတဲ့အခါမှာအဲ့ဒီဇိတ်ကိုပိုင်ရှင်စီကပြန်ထောင်းဝင်မရှိပါဘူး။ကဲဒီအမှုကနေကျွန်တော်တို့ဘာသင်ခန်းစာတွေရမလဲကြည့်အောင်ပါ။ကိုပန်ဆိုင်မှုစာချုပ်မူရင်းပြောက်သွားရင်မှတ်ပုံနဲ့ယုံကမှတ်တမ်းတွေပျက်စီးသွားရင်တောင်အယောင်ဝင်ဖြစ်တော့ကရှိခဲ့တဲ့လူသက်သေတွေနဲ့ပိုင်ဆိုင်ချောင်းကိုသက်သေပြလို့ရပါတယ်။ ကိုယ့်အိမ်ကိုယ့်မိဘမှာတရားရောက်ကိုသဘောကောင်းပြီးတော့ခွင့်မိချက်နဲ့အလကားနေခိုင်းထားရင်သူကအိမ်ကိုဘယ်လောက်ပဲပြင်ပြင်ထွက်သွားတဲ့အခါမှာအဲ့ဒီဇီးကိုကိုကပြန်ပြေးစရာမလိုဘူးဆိုတာပါပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဇလန်ကို1966မြန်မာနိုင်ငံတရားစီရင်ထုံးဦးအောင်မောင်နဲ့ဒေါ်တန်ညွန်းတရမဒုတိယယူခံမုံကိုအဓိကကိုကတင်ပြခဲ့တာပါဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်နေ့မှပြန်ဆုံကြပါမယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ